feature policy ကြောင်းသိရှင်ကြမလားမင်္ဂလာပါဒီနေ့ feature policy ဆိုတာဘာလဲ feature policy ဘာကြောင့်ဖြစ်တာလဲ feature policy ဖြစ်တဲ့အခါယောဂအရှင်တွေကိုဘယ်လိုတိုင်းတာလို့ရမလဲပြန်လည်ကောင်းမှုဖို့အရှင်ဘယ်လောက်ကြာနိုင်မလဲဘယ်လို treatment တွေလုပ်လို့ရမလဲစတာတွေကိုပြောပြပေးသွားပါမယ် what is facial palsy facial palsy ဆိုတာကဘဲပေါ်စီလို့လဲလူသိများတယ်မျက်နှာတစ်ချင်ကျွတ်သားအာနေရှင်တို့မဟုတ်လေဖြန်းရှင်းကိုယာယီဖြစ်ပေါ်စေတဲ့အရှင်တွေတခုဖြစ်ပါတယ်ဘဲပေါ်စီဖြစ်စေတော့အကြောင်းရင်းများဘဲပေါ်စီဒီ harvestin plus coso varicella zosta chicken pox or shingle estebar virus အစရှိသည့် virus ကူးစက်ခံမှုများနဲ့ဆက်စပ်နေတွေကိုယူဆကြပါတယ် facial နဲ့ရောင်ရမ်းခြင်းကနေလည်းဖြစ်စေနိုင်ပါတယ် ဘက်ဘော့စီရဲ့ယောဂလက္ခဏာများကတော့မျက်နှာတရှံရုတ်တရက်အာနယ်သွားခြင်းသို့မဟုတ်လေပြန်းခြင်းနှလုံးတစ်ဖက်ပိတ်ဖို့ခက်ခဲခြင်းသို့မဟုတ်မျက်တောင်ခတ်ဖို့ခက်ခဲခြင်းနှာခမ်းရွက်သွားခြင်းပြုံးဖို့စားဖို့ရန်ခက်ခက်ခဲခဲလုပ်နေရခြင်းရှားရဲ့အရှိပိုင်းသို့မဟုတ်နှစ်ပုံမှာအရသာမရခြင်းနားတစ်ဖက်ကအတန်ကြာတာအရန်ဆူချနေခြင်းဖြစ်တဲ့ပက်ရှန်ကမျက်လုံးနဲ့ပါးစပ်တွေခြောက်တွေ့နေခြင်းစတဲ့လက္ခဏာတွေတွေ့ရမှာဖြစ်ပါတယ်။ဘဲဘော့စီရဲ့ယောဂရှင်တွေကိုတိုင်းတာနိုင်မဲ့ House Bremen Scale ဆိုတာရှိပါတယ်။ House Premise Scale ဆိုတာက Fisher Policy ကိုတိုင်းတာဖို့အသုံးများတဲ့ scale တစ်ခုဖြစ်ပါတယ် Grade 1 Normal ကနေ Grade 6 Complete Paralysis အထိ Essential Sense ရှိပါတယ်ပုံမှန်တိုင်းမျက်နှာ Function တွေရနေရင်တော့ Grade 1 Normal ဖြစ်ပါတယ်မျက်နှာ function show အနည်းငယ်အဆင်မပြေရှင်အနည်းငယ်ပညာမညီရှင်မျက်လုံးကတော့အပြည့်ပိတ်နိုင်မယ်ဆိုရင် grade 2ပါ မျက်နှာဖန်ရှင်အလယ်လတ်မလုံနိုင်ရှင်တိတာလောက်တဲ့ပညာမကြီးရှင်ပုံမှန်မျက်တောင်ခက်ရင်မျက်လုံးအပြည့်မပိတ်ဘူးဒါဆိုရင် grade 3ပါမျက်နှာဖန်ရှင်တော်တော်များရှင်တိတိတတာပညာမကြီးရှင်မျက်လုံးအပြည့်ပိတ်ဖို့ကြိုးစားရင်ကိုမပိတ်နိုင်ရှင်ဒါဆိုရင် grade 4ပါမျက်နှာဖန်ရှင်ပြင်းပြင်းထန်ထန်မရရှင်မျက်နှာလှုပ်ရှားမှုနည်းနည်းလေးပဲရတယ်ဒါဆိုရင်တော့ grade 5ပါ grade 6ကတော့လုံးဝလှုပ်ရှားမှုမလုပ်နိုင်တဲ့ total paralysis ပါ Facebook ပေါ်စီကိုကုသမှုတော့ကဆရာဝန်တွေနဲ့စေုံစေခံမှာပြပြီးမှကုသမှုခံယူတင်ပါတယ် treatment ပိုင်းကို just knowledge အနေနဲ့ပြောပြရမယ်ဆိုရင် patient ရဲ့ရောင်ရမ်းခြင်းကိုလျှော့ကြစေဖို့အတွက် prednisone ကဲ့သို့ corticosteroid တွေပေးနိုင်ပါတယ် viral infection ကြောင့်ဖြစ်လာလို့ယူဆရင် antiviral ဆေးတွေပေးနိုင်ပါတယ်မျက်နှာကြွတာများတောင့်ခဲခြင်းကိုကာကွယ်ဖို့ physiotherapy လုပ်နိုင်ပါတယ်လူများစုက3လကနေ6လအတွင်းအပြည့်အဝပြန်လည်ကောင်းမွန်နိုင်ပါတယ်။ကလေးငယ်များနဲ့တကြီးရွယ်တွေကတော့ပိုကြနိုင်ပါတယ်။ physiotherapy ကုသမှုတွေပိုင်းမှာလေ့ကျင့်ခန်းများနဲ့စက်ပစ္စည်းများဖြင့်ကုသမှုပြုလုပ်နိုင်ပါတယ်။ ဘာ exercise တွေလုပ်လို့ရမလဲဆိုတော့မျက်နှာကြွတာကိုဘယ်လိုအားထည့်ရင်ဘယ်လိုလှုပ်ရှားမှုဖြစ်တယ်ဆိုတာပြန်လည်တင်ကြားခြင်းလေ့ကျင့်ခန်းတွေမှန်ကြည့်ပြီးဘယ်လိုလှုပ်ရှားမှုရဖို့ဘယ်လိုအားထည့်နိုင်မလဲဆိုတဲ့ mirror feedback ကူတာမှုတွေ ਨੇ မျက်နှာကြွတာကိုကြောရော့လေ့ကျင့်ခန်းတွေပြုလုပ်ရမှာဖြစ်ပါတယ်လက်ထုတ် therapy ပိုင်းမှာဆိုရင် tense တို့မဟုတ် EMS ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ် patient policy အတွက် eastern ဖြင့်ကုသရှင်မှာအရေးကြီးတဲ့၄ချက်ကိုဆက်ပြောပြပေးသွားပါမယ် ပူတမဆက်အမျိုးအစားနဲ့စက်တင်များ fishable စီတို့အလက်ထုပ်ပတ်တွေကက်ရမယ့်နေရာများစိတ်ချလုံခြုံမှုတို့အကြံပေးချက်များနဲ့အကောင်းဆုံးလေ့ကျင့်များပြည်လကောင်းမရှင်ကိုအကူအညီဖြစ်စေမယ့်ကုသမှုများစတာတွေကိုဆက်ပြောပေးသွားပါမယ်တိုင်ယိုဒီဗိုင်းစက်တင်မှာဆိုရင်မိတ်ဆွေတို့စီမှာရှိတဲ့ Eastern Support Mode တွေ Tan Stomo EMS ကိုအသုံးပြုနိုင်ပါတယ်။ EMS ကတော့ကြွတာအားပြန်လည်ကောင်းမှုဖို့အကောင်းဆုံးဖြစ်ပါတယ်။ သုံးပြရမယ့် setting တွေကတော့200 microsecond နဲ့400 microsecond အတွင်း pulse ကိုထားမယ်30ကနေ50 hertz frequency အစပိုင်းမှာအနိုင်ပိုင်းကနေစပြီးတဖြည်းဖြည်းမြင့်သွားပါမယ် intensity ကတော့ညင်တာတဲ့မျက်နှာကြွက်တာလှုပ်ရှားမှုတစ်ခုမြင်ရတော့တဲ့အထိတဖြည်းဖြည်းတင်သွားရပါမယ် duty cycle on off အနေနဲ့2 to 5 second on ချိန်ထားပြီး8 to 10 second off ချိန်ထားရပါမယ် duration ကတော့10မိနစ်ကနေမိနစ်20ပေးနိုင်ပါတယ်တစ်ရက်တစ်ချိန်တို့မို့နှစ်ချိန်ပေးနိုင်ပါတယ် tense ကတော့နိုင်ခြင်းမှုတက်တာစေဖို့အကောင်းဆုံးဖြစ်ပါတယ်50ရာနေ150 microsecond ကြာ password နဲ့50ရာနေ100 hertz ကြာ frequency ကိုအသုံးပြုမယ် intensity ကတော့ကြက်တာလှုပ်ရှားမှုအရင်မဖြစ်ဘဲနဲ့တင်းတင်းလေးခံစားရတဲ့အထိပဲပြင်အားနည်းနည်းလေးသုံးရပါမယ် mood ကတော့ continuous tone mode bass mood ကိုအသုံးပြုနိုင်ပါတယ် duration ကတော့20 to 30 minutes တနည်း2ချိန်တော့မ3ချိန်အသုံးပြုနိုင်ပါတယ် feature policy အတွက်လက်ထုတ် placement အပိုင်းကိုဆက်ပြောပြပေးသွားပါမယ်။ feature policy အတွက်အသုံးပြုတဲ့အခါမှာနီးကပ်တဲ့ကြော့သားများကိုအလွန်ကြုံလုံးဆော်မှုပေးခြင်းကိုခြောင်ရှားနိုင်မှုအတွက်1 cm သို့မဟုတ်2 cm ပတ်လည် electrode အသေးလေးတွေကိုအသုံးပြုသင့်ပါတယ်။ recommended placement fisher policy ဖြစ်တဲ့ဘက်ပေါ်မှာ fisher net ရဲ့လမ်းကြောင်းနဲ့အနီးဆက်ဆုံးဥပမာငရွက်အောက်နာမေယိုအနီးနားမှာ electrode တစ်ခုကိုကပ်ပြီးတော့နောက်ထပ်တစ်ခုကိုနှခမ်းတောင်းတာပါသွုံမှုနှစ်ဖူးစသည်တို့နာမှာကပ်မယ် မျက်လုံးပေါ်မှာတိုက်ရိုက်တုံ့မဟုတ်မျက်နှာနှစ်ဖက်လုံးကိုတပြိုင်တည်းအသုံးပြုတာတွေကိုရှောင်ရပါမယ်။ပုံမှာပြထားတာကတော့ကျွန်တော်တို့အသုံးများတဲ့ electro pad ကတဲ့နေရာတွေဖြစ်ပါတယ်။ကျွန်တော်တို့ရောင်းနေတဲ့ tens plus ems ဆက်မှာဆိုရင် channel နှစ်ခုပါတဲ့အတွက် channel a ကိုမျက်နှာအောက်ပိုင်းအတွက် a1 a2 နေရာမှာကပ်ပြီး channel b ကိုမျက်နှာအပေါ်ပိုင်းအတွက် b1 b2 နေရာမှာကပ်ပြီးတပြိုင်တည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ fish policy တွက်တာမကလေဖက်လူနာများအတွက်ပါ common စာအသုံးပြုနိုင်တယ်။ EMS Black Dance Combo ကို PD Solution PN Channel တို့မှာဈေးနှုန်းတင်းစာဖြင့်ဝယ်ယူနိုင်ပါပြီ Safety tip and best practice များကိုဆက်လက်ပြောပြပေးသွားပါမယ် low intensity နဲ့အစားပြုပါတဖြည်းဖြည်းတိုးသွားပါမျက်နှာကြက်သားတွေပြင်းပန်းသွားခြင်းကိုခြုံရှားနိုင်ဖို့ရည်ရွယ်ပါတယ် session တူတူလေးနေနဲ့အစားပြုပါ5 to 10 minutes နဲ့စတင်ပါနောက်ပိုင်း minute 20လောက်ထိတိုးသွားပါ overuse လုပ်ခြင်းကိုရှောင်ပါ stimulation အားအရမ်းများလွန်းတာက nerve ကြောတွေကိုပင်ပန်းစေတာသို့မဟုတ်ပုံမှန်မဟုတ်တဲ့ကြုံဆန်းမှုတွေကိုဖြစ်တာကိုဖြစ်စေနိုင်ပါတယ်နှိမ့်နေရှင်းတဲ့လေ့ကျင့်ခန်းများပိုကောင်းတဲ့ရလဒ်တွေရရှိဖို့အတွက် EMS နဲ့ facial exercise များနဲ့နှိမ့်နေရှင်းများကိုအတူတကွပြုလုပ်ပေးနိုင်ပါတယ်တူတက်မှုကိုစောင့်ကြည့်ပါအလွန်ကျွံတုံလွန်ရှင်နာနေရှင်မတက်တော့မတက်တာ ဖြစ်ရှင်တွေကိုသတိပြုမိပါကရက်တက်လိုက်ပြီးတော့ setting တွေကိုပြန်ချိန်ညှိပါ ီလို electrical stimulation ကိုအသုံးပြုနိုင်ဖို့အတွက် tensplet EMS စက်ကောင်းကောင်းတစ်လုံးလိုအပ်ပါတယ်လိုအပ်တယ်လို့ pass rate frequency တွေကိုချိန်ညှိပြီးအသုံးပြုနိုင်တဲ့အခုလို tensplet EMS combo စက်ကောင်းကောင်းတစ်လုံးကိုဈေးတန်တန်လေးနဲ့ပိုင်ဆိုင်ထားနိုင်ဖို့အတွက်ကျွန်တော်စီကိုဆက်တွယ်နိုင်ပါပြီလည်းလည်းကောင်းမွန်ဖို့ထောက်ပံ့ပေးတော်မူတာမှုများကိုဆက်ပြောပြရရင် feature exercise အနေနဲ့ဖြည်းဖြည်းလေးပြုံးဖို့ကြိုးစားပါမျက်ခုံးကိုမတင်ပါပါဖောင်းပါစားတဲ့လှုပ်ရှားမှုလေးကျင့်ခန်းများကိုပြုလုပ်ပေးပါ မဆက်အန်ဟိတ်ထရဖီတွေးလက်ပတ်မှုတိုးတက်စေဖို့အကူအညီဖြစ်စေပြီးတင်းနေတဲ့ကြွက်သားတွေကိုပြေလျော့စေပါတယ်။ဗီတာမင် B12 and NAD support ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီးတော့ NAD healing ကိုထောက်ကူဖြစ်စေတဲ့ဗီတာမင်များကိုရယူတောက်သုံးနိုင်ပါတယ်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။